တဘာဝကရရှိတဲ့အစာတွေထဲမှာနွားနို့ဟာအာဟာရတဲ့အဆိုလင်ဆုံးအချိုးအစားအမျှတဆုံးအရာပြင်ခန္ဓာကိုယ်ကခြေပြတ်ဆုပ်ယူမှုအပြည့်နိုင်ဆုံးအစာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဦးစားပေးရွေးချယ်ရမယ့်အစာပါတည်သူလူတို့ကိုနွားနို့တောက်ကြဖို့နိုင်ငံအတော်တော်များများမှာတိုက်တွန်းတာလာကိုလည်းတွေ့ရပါတယ်ဒါပေမဲ့နွားနို့တောက်တဲ့အခါမှာသတိထားပြီးတော့ရှောင်ရမယ့်အချက်လေးတွေရှိပါတယ်ဒါတွေကိုဝေမျှပေးလိုက်တယ်နော်ပထမဆုံးချက်အနေနဲ့ နွားနို့တောက်ပြီဆိုရင်တကြားထည့်တောက်လို့ရပါမယ်။တကြားကိုနွားနို့ရဲ့ဆယ်စားတက်မပိုးအောင်ဂရုစိုက်ဖို့လိုအပ်ပါတယ်။နွားနို့100ဂရမ်မှာတကြားထည့်တဲ့အခါမှာ30ဂရမ်မကျော်စေဖို့ပါပဲ။ဒီအချက်ကိုမလိုက်နိုင်ဘူးဆိုရင်တော့နွားနို့ဟာခနာကိုအတွက်ခြေပြတ်စိုးယူဖို့ခက်ခဲလာုံသာမကအာရတံဘိုးကလည်းကြာလာနိုင်ပါတယ်။အဲ့ဒါပြင်အစာချေလမ်းကြောင်းမှာကြံ့ကြံ့နေဦးမှာဖြစ်တဲ့အတကြောင်မို့လို့အစာအိမ်နဲ့ဦးရဲ့လုပ်ငန်းကိုပါထိခိုက်စေနိုင်ပါတယ်။နောက်တစ်ခုအနေနဲ့ ငါတို့ကိုအပူပေးတဲ့အခါမှာနွေးနေအောင်ပေးလို့ရပါမယ်။စူပတ်အောင်တော့မတည်သင့်ပါဘူး။စူပါတဲ့နာနုမှာအာရတဲ့တချို့ဆုံးရှုံးသွားလို့ပါပဲအဲ့ဒါပြင်နာနုထဲမှာပါဝင်တဲ့ကယ်ဆီယမ်ဟာကယ်ဆီယမ်ဖော့စဖိတ်အဖြစ်အနေထိုင်လာတတ်တဲ့အတွက်ကြောင့်မို့လို့ခြေပြတ်ဆုပ်ယူတဲ့နေရာမှာခက်ခဲလာနိုင်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့နာနုမှာကယ်ဆီယမ်တဲ့ကြွယ်ဝစွာပါဝင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့နာနုကိုကယ်ဆီယမ်ထပ်ပြီးတော့ဖြစ်မတော့ပါနဲ့ကယ်ဆီယမ်ဖြစ်ထားတယ်ဆိုတော့နာနုမျိုးဟာတကယ်တော့မလိုအပ်ပါဘူး အဲ့ဒါအပြင်ကယ်ဆီယမ်ရင်များနေတဲ့အခါမှာလည်းနွားနို့တွေက ကစီအင်းနဲ့ပေါင်းပြီးတော့အနယ်မုတ်ဖြစ်လာနိုင်လို့အာဟာရတန်ဖိုးတွေပို့ပြီးတော့ကြာသွားနိုင်ပါတယ်။နံပါတ်၄ချက်နေနဲ့မနက်စာအဖြစ်နွားနို့တမျိုးတွေမတောက်ပဲနဲ့ပါမုတ်၊တရင်စာမုတ်တွေနဲ့အတူတွဲစာတွဲတောက်တင်ပါတယ်။နောက်တစ်ခုအနေနဲ့ကကြတော့ ငွားနို့ကိုချိုကလက်နဲ့တွဲစားရတာတွဲတော့တာမျိုးပြုလုပ်တင်ပါဘူးအကြောင်းကတော့ချိုကလက်ထဲမှာပါဝင်တဲ့အောက်ဇာလိအက်ဆစ်ဟာငွားနို့ထဲကကယ်ဆီယမ်နဲ့ပေါင်းပြီးတော့ကယ်ဆီယမ်အောက်ဇာလိဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့နို့ထဲကကယ်ဆီယမ်တွေကိုအပြည့်အဝဆုပ်ယူနိုင်တော့မှာမဟုတ်ပါဘူးနောက်တစ်ခုအနေနဲ့ငွားနို့ကိုတခြားဆေးရည်နဲ့တွဲမတော့ပါနဲ့အကြောင်းကတော့နွားနို့ဟာဆေးတော်တော်များများအပေါ်တုတ်ပြန်မှုအစွမ်းရှိလို့ဆေးရည်နီးတဲ့ကိုကြာစေနိုင်ပါတယ်။အလားအပြင်အဆိပ်ရှိတဲ့အရာဝတ္ထုအသစ်တွေလည်းဖြစ်ပေါ်လာနိုင်ပါတယ်နော်။ ဒီလောက်ဆိုရင်တော့နောင်နုတော်တာနဲ့ပတ်သက်ပြီးတော့သတိထားရမယ့်အချက်တွေကိုနားလည်တော့လောက်ပြီးထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်